အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fee channel လေးရာနေ့တင်လေးကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြတဲ့စာပေရင်းနဲ့ဆောင်းပါးပါပြရတော့ဆရာ motion int ရေးသားထားတဲ့သူစိတ်တက်ကြတဲ့ဖတ်ဖို့လိုမြင်ရတဲ့စာအုပ်ထဲမှာဆောင်းပါးပါပြတပုတ်ကိုကြွေးချယ်ဖတ်ပြတဲ့စာပေသားမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကကျော်ကြီးရင်လိုက်နာတဲ့နဲ့အချက်ခုနှစ်ချက်လို့အမိရပါတယ်ကျွန်တော်နေ့ဒီဒီဆောင်းပါးကောင်းလေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာပြောကြည့်ရင်လိုက်နာတဲ့အချက်ခုနှစ်ချက်နံပါတ်1 တင့်ရဲ့အတိတ်နဲ့ငြိမ်းချမ်းမှုယူပါဒါမှတင့်ရဲ့အတိတ်ကတင့်ရဲ့ပြစ်ဆုံးပါကိုမနှောက်ရှက်တော့မှာပါလူတော်တော်များများရဲ့အစီအစဉ်ရရတဲ့အကြောင်းရင်းကတော့အတိတ်ကအကြောင်းတွေကိုပြန်တွေးနေလို့ပါပဲအတိတ်ကမအောင်မြင်ခဲ့တာတွေကြာရှုံးခဲ့တာတွေစိတ်မစ်စရာတွေကိုပြန်တွေးလို့ရှိလို့စိတ်ဆင်းရဲကြတာများပါတယ်ဒီတော့အခုချိန်ရစားပြီးပြန်ကောင်းလို့မရတော့တဲ့အတိတ်နဲ့ငြိမ်းချမ်းရေးယူပြီးရရှိလုံလည်တာကိုပဲအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်လိုက်ပါနံပါတ်1 တခြားသူတွေတင့်အကြောင်းဘလို့တွေးလဲဆိုတာတင်ကိစ္စမဟုတ်ပါဘူး။တခြားသူတွေကတင့်အကြောင်းကိုဘလို့တွေးလဲဆိုပြီးစဉ်းစားရတာလေတခေတော့တင့်ကိုစိတ်ညစ်စေပါရဲ့။ဘာမှကိုမလုပ်ရသေးဘူး။ငါထားဟုတ်လို့ငင်သူတို့တွေဘာများပြောကြမလဲဆိုပြီးတွေးရတာကတင့်အတွက်ပြန်မှန်းလာပါရဲ့။တင့်လို့ဆရာရှိရင်ဖြစ်မြအောင်လုပ်ပါ။ကင်းရတာချီကျူတာကသူတို့အလုပ်ပါ။တင့်အလုပ်မဟုတ်ပါဘူး။တင့်အလုပ်ကတင့်လို့ဆရာရှိတာကိုပြီးမြအောင်လုပ်ဆောင်ဖို့ပါ။နံပါတ်3 အချင်းငါအရာအားလုံးမိဘကိုကုစားနိုင်ပါရဲ့အချင်းပြီးပါအကောင်းဆုံးသမားတော်ကတော့အချင်းပါပဲတချို့ကိစ္စတွေကအချင်းပြီးဖို့လိုပါရင်ချက်ချင်းလောက်ချက်ချင်းဖြစ်မဟုတ်ပါဘူးအချင်းအတိုင်းလာတစ်ခုပြီးမှဖြစ်တာပါဒါကြောင့်အချင်းပြီးတဲ့အရာကိုအချင်းပြီးပါနံပါတ်၄တင့်ရဲ့ဘဝကိုတခြားသူများရဲ့ဘဝနဲ့မနှိုင်းယှဉ်ပါနဲ့သူတို့ကိုလည်းမဝေဖန်ပါနဲ့တင့်ဟာကမ္ဘာပေါ်မှာဘယ်သူမှမတူတဲ့တူဦးသေးသောသူတစ်ယောက်ပါ ီတော့တင်းကိုတင်းဘသူမြင်မှလိုက်ပြီးမရှင်ပါနဲ့သူများတွေကိုလည်းမဝေပန်ပါနဲ့ဘာလို့လဲဆိုတော့သူတို့ရဲ့ဘဝပန်းနိုင်ကဘာလဲတင်းမှမသိတာနံပါတ်5အတရီမနော်မာစီနဲ့အရာအားလုံးရဲ့အဖြေကိုသိစရာမလိုပါဘူးအကောင့်မြင်တဲ့ပုံပဲလိုရပါ တချို့တွေကအရင်တွေးလွန်တတ်ကြပါတယ်အားလုံးရဲ့အဖြေကိုသိကျင်ကြရဲ့အကျိုးဆက်အနေနဲ့စိတ်ပင်မှန်ပါတယ်တင်းအရာအားလုံးရဲ့အဖြေကိုသိဖို့မလိုပါဘူးလောကကြီးမှာတင့်ကို ဘယ်အရာတွေဖြစ်ဖြစ်လဲဆိုတာကအရေးမကြီးပါဘူး။သင်ကထိုအရာတွေကိုဘယ်လိုတုံ့ပြန်လဲဆိုတာကသာအရေးကြီးတာပါ။နံပါတ်6တိရဲ့ပျော်ရွှင်မှုအတွက်သင်ကလွယ်ပြီးဘယ်သူမှမတောင်းရင်မရှိပါဘူး။သင်ရဲ့ပျော်ရွှင်မှုအတွက်တစုံတစ်ယောက်အစုံတရာကိုတောင်းဝင်မပေးလိုက်ပါနဲ့။သူတို့မရှိတော့ရင်သင်မပြောင်းရွှင်ဖြစ်လာပါလိမ့်မယ်။တင်သားလေးတင်မဝိုင်းပြေခိုင်ရှင်ပါ။နံပါတ်9ပြောမှာဒေါကကြီးတစ်ခုလုံးကပြဿနာတွေကအတင်းပြဿနာတွေကြီးပြောမဟုတ်ပါဘူး။ ။မတိကြတဲ့မနှက်ပြန်ကိုစိတ်ပူမဲ့အစားသိကြတဲ့ယခုလက်ရှိအချိန်လေးပါပြောရွှင်အောင်မိပါ။အခုကျွန်တော်ပြပြတက်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်တွေကတော့ဆရာ motion imp ရေးသားထားတဲ့သူစိတ်တက်ကြတဲ့ဖွက်ဖို့လို့အမိရတဲ့ဆောင်းထဲမှာပြောချင်ရင်နိုင်တာတဲ့အချက်ခုနှစ်ချက်လို့အမိရတဲ့ဆောင်းပါးကောင်တွေတစ်ပုဒ်ကိုရွှေ့ချက်ဖတ်ပြတက်ဆက်ပေးခဲ့ခြင်းဖြစ်ပါခင်ဗျာ။နားဆင်သူများအနေနဲ့ဆရာ motion imp ရေးသားထားတဲ့သူစိတ်တက်ကြတဲ့ဖွက်ဖို့ငွေဆောင်းအကောင့်လေးကို where you can show အားပေးချဖို့ကျွန်တော်ရဲ့ literature feature channel လေးမှာ add on လုပ်ပါတယ်ခင်ဗျာ။ နိုင်ငံသူများအားလုံးဘီရန်ကတင်ကင်းကြီးကြပါစေဒေါသကတင်ကင်းကြီးကြပါစေစီးရင်ကတင်ကင်းကြီးကြပါစေနှလုံးစေဝံအေးချမ်းကြပါစေအားဆင်သူများအားလုံးဘီရန်ကြောက်ကြစီးရင်ကင်းပြီးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေကောင်းချီလိုရာဆန္ဒများလေးတလုံးတော့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature channel လေးမှာအားဆင်သေးရဲ့အခြားသူတအူးတယောက်ချင်းစီကိုဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ